ကြည့်နော်ဖဏ္ဍစီပြီးတော့စီဒီအပေါ်ကိုတတ်တာအဲ့ဒီလိုရက်ကိုမြင်တော့ဝဇိရဗုဒ္ဓတီကာဤအဆိုကိုသွားပြီးတတိယပါတယ် ဝသီရဗုဒ္ဓတိကမှာဘာဆိုထားသလဲဆိုရင်ကမ္မာပရာဒတတ္တာနံဝိနာတိပိစုပတ္ထိတိအနယောနယအဟုပေနဗုဒ္ဓမာကံမြတိတ္တတိကမ္မာပရာဒတတ္တာနံကုသိုလ်ကံချွတ်ချော်ခြင်းတို့ဆက်ရောက်၍နေကြကုန်သောတတ္တာနံတတ္တဝါတို့မှာဝိနာတိပျက်စီးဖို့ရန်သည်ပိစုပတ္ထိတိဥတည်၍လာပြီဆိုရင် အနယောနီလွဲနေမာတို့သည်နယရူပေနနီမန်လမ်းမန်အဖြစ်ဗုဒ္ဓိန်ကြည်ပွားမိအခွင့်လန်းတွေကိုဗုဒ္ဓိန်အသိဉာဏ်တွေကို အကံမြနေနယ်ဖြစ်စည်း၍တိတ္တိတီလာဤလို့ဆိုထားပါတယ်ဆိုလိုတာကတတဝါတွေဟာပျက်စီးဖို့ဥတည်လာပြီဆိုရင်နီလွဲနေမာတွေဟာနီမန်လမ်းမန်ဟန်ဆောင်ပြီးတော့ကြည်ပွားမိအခွင့်လန်းတွေကို ဖြစ်စည်းလာတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အခုလိုမလုတ်တဲ့မလုတ်ထိုက်တာတွေကိုလှုပ်လာကြတာဟာ ပြက်စီးဖို့ဥတည်လာခြင်းဖြစ်ပါတယ်ဒီလိုလောက်တာတွေကိုအပိအမြောက်လုပ်တဲ့လူတွေလည်းရှိပါတယ်မကောင်းမှုဆိုတာဟာကိုယ်တိုင်ကျူးလွန်မှမဟုတ်ပါဘူးမကောင်းမှုလုပ်နေတဲ့လူကိုအပိအမြောက်လုပ်ခြင်းဟာလည်းပဲမကောင်းမှုကိုကျူးလွန်တာပဲဖြစ်ပါတယ်အဲ့ဒီမကောင်းမှုကျူးလွန်တဲ့လူမကောင်းကျိုးခံစားရပြီဆိုရင်အပိအမြောက်လုပ်တဲ့လူတွေလည်းထိုမကောင်းမှုရဲ့အကျိုးဆက်ကိုခံစားရမှာဖြစ်ပါတယ် ဒါကြောင့်ဒီလိုလုပ်ရမျိုးတွေကိုအပြည့်အမြောက်မလုပ်ကြပါနဲ့တွေ့ပြီဆိုရင်ကဲ့ရဲ့ရှုံချပြီးတော့အပြစ်တင်ကြပါမလုပ်တဲ့မလုပ်ထိုက်တာတွေကိုမလုပ်ဖို့တားမြစ်ပေးကြပါလို့ပြောကြင်ပါတယ်နော်သတိတော်ကဘာသာချပါမတိလို့မေးကြင်လို့ဒေါက်တာ အရှင်နန္ဒမာလာဘိဝန္တနဲ့အရှင်ဖရာမိသည့်ပညာအရာရောတိလအရာရောတာလွန်ပါတည်းပြန်လဲဖြေကြားပေးပါလေးစားစွာဖြင့်တဲ့ပါကျုပ်ဆရာတော်ဖရာကြီးဆိုတာ ဥစဉ်ထက်သီလအရာရောပညာအရာရောတတ်တော်ဝါတော်အရာရော အစာပေါင်းများစွာပါလုံမြင့်မြတ်တဲ့ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်ဥစဉ်နဲ့ပါကျုပ်ဆရာတော်ကြီးရှင်းလိုက်မယ်ဆိုရင်ဥစဉ်ရဲ့သီလဥစဉ်ရဲ့ပညာဥစဉ်ရဲ့တတ်တော်ဝါတော်ဟာဆရာတော်ကြီးရဲ့ခန္ဓာကိုယ်မှာကပ်နေတဲ့ညုံမုံလောက်ပဲရှိပါတယ်ဥစဉ်နဲ့ဆရာတော်ကြီးအဲ့ဒီလောက်အထိကြွားချပါတယ်နောက်ပြီးဥစဉ်ဟာဆရာတော်ကြီးရဲ့ဟောပြောတုံသင်ဆုံးမမှုတွေ ဆရာတော်ကြီးရဲ့ကြင့်ကြံနေထိုင်မှုတွေကိုကြည်ပြီးတော့အတူယူနေရတဲ့အာမန်ယဟန်တပါးဖြစ်ပါတယ်။ဆရာတော်ကြီးဟာဥစဉ်အတွက်တင်ဆရာမြင်ဆရာကြားဆရာတစုဖြစ်တာကြောင့်ဆရာတော်ကြီးနဲ့ဥစဉ်မနှိုင်းရှင်သာပါဘူး။ဆရာတော်ကြီးဟာဥစဉ်ထက်အစာပေါင်းများစွာတာလွန်ကြီးမြတ်ပါတယ်နော်။ဖုန်ဖုန်တပည့်တော်သူများနိုင်ငံမှာအလုလုပါတယ်ဖေယအမြဲတမ်းဖေယရှိဖို့ပြီးအိပ်ပါတယ်ဖေယစဉ်မရှိဘဲနေကောင်းပါသလားမသိလို့ပါဖေယ အမားပါရင်ခွင့်လွတ်ပါတဲ့တိုင်းတစ်ပါးမှာသွားပြီးအလုလုနေရတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ဖះဆင်ထားဖို့ဆိုတာခက်ခဲပါလိမ့်မယ်အခုပြောမှာကတိုင်းတစ်ပါးမှာသွားပြီးအလုလုနေတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက်ပြောမှာပါမြန်မာနိုင်ငံမှာနေတဲ့ဗုဒ္ဓဘာသာဝင်တွေကို ပြောမှာမဟုတ်ပါဘူးဦးဇင်းတို့ဗုဒ္ဓဘာသာဝင်အချို့ဟာအပြင်ပိုင်းမှာဖះတွေတည်ကြပြီးနှလုံးသားထဲမှာဖះတည်တဲ့သူနေပါတယ် အဲ့ဒီလိုပြောတာဟာဖះတဲတာကို မကြိုက်လို့ပြောတာမဟုတ်ပါဘူးဖះတဲတာဟာကုသိုလ်ရပါတယ်အပြင်ပိုင်းမှာဖះတဲတယ်လို့နှလုံးသားထဲမှာလည်းဖះတဲဖို့ကို ပြောတာဖြစ်ပါတယ်ဖះရှင်ကိုအောင်းမိပြီးဖះရှင်ရဲ့ဂုံတော်တွေကို အစဉ်ပွားများနေခြင်းဟာနှလုံးသားထဲမှာဖះတဲနေခြင်းဖြစ်ပါတယ်ဒီမန့်ပိုင်ရှင်ဟာတိုင်းတစ်ပါးမှာအလုတ်လုံနေရတာဖြစ်သောကြောင့်မိမိနေရာမှာဖះစဉ်မထားနိုင်တော့လဲပဲ ညတိုင်းဖျားကိုအောင်းမိပြီးဖျားရှင်ကိုရီမှန်ရှိခိုးနေတာဖြစ်သောကြောင့်နှလုံးသားထဲမှာဖျားတည်နေပြီးသားဖြစ်တဲ့အတွက်ဖျားရှင်ဟာမိမိနဲ့အတူ ရှိနေပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဖျားစဉ်မထားလဲပဲနေကောင်းတယ်လို့ပြောခြင်းပါတယ်။အရှင်ဖျားတပည့်တော်မေးတော်မူတာနှစ်ခေါက်ရှိပါပြီဖျားပင်စားဝဲကြီး၅ပါးတဲကအရှင်ကွန်းတေညပြိဋိဘံပြုတာ ဘယ်ပြည်နဲ့ဘယ်မြို့မှာပါလဲဖရာတဲ့တရှင်ကွန်းတိန်ညမထေကြီးဟာပရိနိဗ္ဗာန်စံဃာနီးတော့မြတ်စွာဘုရားထံကြွရောက်ပြီးသူပရိနိဗ္ဗာန်စံတော်မီဖြစ်ကြောင်းမြတ်စွာဘုရားထံလျှောက်ထားပါတယ်အရိခါမှာမြတ်စွာဘုရားကအဘယ်အရ၌ပရိနိဗ္ဗာန်ပြုမီနီးဟုမေးတော်မူတဲ့အခါမှာဘုရားတပည့်တော်သည်ခိမဝန္တာတော်၌ရှိသောသတ္တန္တအိုင်၌ပရိနိဗ္ဗာန်ပြုပါမီဟု လျှောက်ထားတော်မူပါれလျှောက်ထားတော်မူသည့်အတိုင်းရှင်မဟာကုန်းတင်ညမထေကြီးဟာဟိမဝန္တာတော်၌ရှိသောသတ္တန္တအိုင်၌ပဲပရိနိဗ္ဗာန်ပြုတော်မူပါれရှင်မဟာကုန်းတင်ညမထေဤယုတ်ကလတ်တော်ကို衲တွေကတာဓုကိလာနသဖြင့်ကျင်းပပူဇော်ကြပါれအရှင်ဖရာယုတ်ထုတော်ကိုရေသက်ပေတာတော့အပြည့်ဖြစ်မယ်မထင်ပါဘူးဖရာတဲ့ ရေတက်ပေတာကို အပြစ်ပြောတာမဟုတ်ပါဘူးเนาะမလို့အပဲရေမတက်ပေဘူးပြောတာပါရေဆိုတာကလောင်းတိုင်းကောင်းတာမဟုတ်ပါဘူးရေလောင်းပါများလာပြီဆိုရင်နေတိုင်းရေထိနေတဲ့နေရာဟာရေညှိတွေတက်ပြီးတော့ညစ်ပတ်လာပါတယ်ဦးသိန်းပြောတာမယုံဘူးဆိုရင် နေတိုင်းရေတက်ပေခံရတဲ့ဖျားယူပွားတော်တွေကိုသွားကြည့်လိုက်ပါမြင်ရပါလိမ့်မယ်เนาะဦးသိန်းကိုယ်တိုင်လည်းသွားကြည့်ပြီးပါပြီ ဒါကြောင့်မလို့အပင်ရေမသက်ပေဘူးပြောတာပါတကားတော်ပြောတဲ့အထဲမှာယုတ်ထုဆိုတာပါတယ်နော်ဟုတ်ပါတယ်ယုတ်ထုပါဘယ်သူမှယုတ်ထုမဟုတ်ဘူးလို့မပြောပါဘူးသို့တော်ဗုဒ္ဓဘာသာဝင်တွေကဖျားယုတ်ွားတော်တွေကိုကိုယ်ပဲစိတ်ကတ်တယ်ဆိုတာဟာပုံတော်ကိုဂုံတော်မှန်းပြီးတတ်တော်ထင်ရှားဖျားရှင်တကယ်သို့သဘောထားကိုယ်ပဲစိတ်ကတ်တာဖြစ်ပါတယ် အဲ့ဒီလိုတတ်တော်ထင်ရှားဖျားရှင်တကယ်သို့သဘောထားပြီးကိုယ်ွယ်စည်းကတ်တာဖြစ်တဲ့အတွက်ဖျားရှင်ဤကိုစားတဖွဲ့ဖြစ်တော်မူတဲ့ရုပ်ွားစင်းတုတော်တွေကိုလည်းပဲတတ်တော်ထင်ရှားဖျားရှင်ကဲ့သို့အလေးထားသင့်ပါတယ်ဓမ္မပဒပါဠိတော်မှာတိဋ္ဌံတေနိဗ္ဗူတေစာပိတမေစိတ်တေတမန်ဖလံစေတောပဏိတိဟေတုတိတတ္တာကိစ္စန္တိဥပဒိန်လို့ဆိုထားပါတယ်အတိဘေက ဖျားယူပွားစီတီပထိုးတွေကိုသတ်တော်ထင်ရှားဖျားရှင်တကယ်သူအလေးထားပြီးကိုးကွယ်စည်းကပ်မယ်ဆိုရင်သတ်တော်ထင်ရှားဖျားရှင်ကိုကိုးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူပဲလို့ဆိုလိုခြင်းဖြစ်တယ်။ဒါကြောင့်ဖျားယူပွားတော်တွေကိုရုပ်ထုဆိုပြီးမထီလေးစားမလုပ်မိပါစေနဲ့နော်။ဆရာတော်ဖျားအာပတ်ဖြီးပြီးသွားရင်အပြစ်ကင်းစင်သွားပါသလားဖျားတဲ့။အာဘတ်ခွနပုံမှာ ပါရာဇိကအဘက်ကလွဲသွားရင်ကြံတဲ့အဘက်ကကုစားလို့ရပါတယ်နော်ကုစားလို့ရတာမှန်တော်လဲပဲကုစားလိုက်လို့ဝီနီစီကံအယအပြစ်ကလွတ်သွားပြန်မယ်အဘိဓမ္မာသဘောအယအကုသို့အကျိုးကတော့ကြံခဲ့ပါတယ်ယဟန်တပါးဟာပူသားစကားပြောမယ်ဆိုရင်မူတာဝါဒသိခါဖို့အယသုဒ္ဓပါစိတ်အဘက်တင့်ပါတယ်အဆိုပါသုဒ္ဓပါစိတ်အဘက်ကို ဝေဒနာချပြီးကုစားလိုက်လို့ဝိနည်းစည်းကမ်းအရအပြစ်ကကင်းစင်သွားပေမဲ့အဘိဓမ္မာသဘောအရတော့အကုသို့အကျိုးကကြံခဲ့ပါတယ်။ဘာနဲ့အလားတရံတူတယ်လဲဆိုရင်ခန္ဓာကိုယ်မှာအနာပေါက်တဲ့အခါအဆိုပါအနာကိုစီးနဲ့ကုသလိုက်လို့အနာကပျောက်သွားပေမဲ့အနရွတ်ကြံခဲ့တဲ့ဥပမာနဲ့တူပါတယ်။နားလည်ပါစေနော်။ဖုံဖုံတန်ဃာတော်တွေက ဘာလို့ညက်နေစာမစားရတာလဲဖေယားဖြေပေးတော်မူပါဦးဖေယားတဲ့ဒီညက်နေစာမစားရဆိုတဲ့ဝိကာလဘောဇနာတိခါပုဂ္ဂိုလ်မြတ်စွာဘုရားကကျမ်းမာရေးအတွက်ပြည့်ညက်ပေးခဲ့တာဖြစ်ပါတယ်မြတ်စွာဘုရားကချက်သားတို့ငါဖေယားဒီမောမလွဲခင်တနတ်တာဖုံးပေးတော်မူပြီးမောလွဲပြီးနောက်ပိုင်းမဖုံးပေးတော့တဲ့အတွက်အနာရောဂါကင်းရှင်းပြီးကျမ်းမာပေါ်ပါခြင်း ိုက်ခဲမှုမရှိခြင်းဆိုတဲ့ကောင်းကျိုးတွေကိုခံစားရတယ်။ဒါကြောင့်သင်္ချေသားတို့လည်းပဲဤကောင်းကျိုးတွေကိုခံစားရဖို့အတွက်ညနေစာမစားဘဲနေရမယ်ဆိုပြီးဝိကာလဘောဇနတိတ်ခါပုဂ္ဂိုလ်ပြည့်ညတ်တော်မူပါတယ်။အဲ့ဒီအချိန်ကနေစပြီးယဟန်တန်ကားတော်တွေညနေစာမစားရတော့ခြင်းဖြစ်ပါတယ်။ရှင်ဖေယပညာဆိုတာဘာပြောတာလဲဖေယရှင်းပြပေးပါဖေယအမှန်အသားလို့ပြောလို့နားမလည်လို့ပါဖေယတဲ့ အမှန်အသားဆိုတာကပညာမဟုတ်ဘူးတင်ညာနော်ပညာလို့ပြောလိုက်ရင်လူတချို့ကအကြောင်းတွေကသင်ပေးတဲ့အရာတွေကိုပဲပညာလို့မြင်တတ်ကြပါတယ်အကြောင်းတွေကသင်ပေးတဲ့အရာတွေဟာကြက်မှတ်ရတဲ့အရာတွေဖြစ်တဲ့အတွက်အဲ့ဒါတွေကမှတင်ညာဖြစ်ပါတယ်ပညာဆိုတာက အကောင်းနဲ့အဆိုးအမှားနဲ့အမှန်လှုပ်တင်တာနဲ့မလှုပ်တင်တာကိုဝေဖန်ပိုင်းခြားတတ်တာကိုပဲပညာလို့ခေါ်ပါတယ်သို့တော်လည်းပဲ ညာဖြစ်ဖို့အတွက်ကိုတင်ညာအခြေခံရှိဖို့တော့လိုပါတယ်။ဘယ်သူမှမွေးတဲ့ကပညာဖြစ်မလာပါဘူးနော်။ပရိယပฏิပတ်ပฏิဝေဒသုံးမျိုးကို ရှင်းပြပေးပါဖရာတဲ့။ပရိယဆိုတာမြတ်စွာဘုရားဟောကြားခဲ့တဲ့တုတ်ဝီနီအဘိဓမ္မာပိဋကတ်သုံးပုံကိုဆိုလိုခြင်းဖြစ်ပါတယ်။ပฏิပတ်ဆိုတာကတော့တုတ်ဝီနီအဘိဓမ္မာပိဋကတ်သုံးပုံဤနိလန်အတိုင်း ကျင့်ကြံကြိုးကိုအားထုတ်တဲ့အကျင့်မြတ်ကိုဆိုလိုခြင်းဖြစ်ပါတယ်။ပဋိဝေဒဆိုတာကတော့ပရိယပฏิပတ်တို့၏အကြောင်းတရားကြောင့်ရရှိလာတဲ့အကျိုးတရားမချမ်းသာဖူချမ်းသာကိုဆိုလိုခြင်းဖြစ်ပါတယ်။